စ်ခင်လေးစားအပါတော့မိဘပြည်သူညီကောင်မောင်မများအလုံးမင်းမင်္ဂလာပောင်းနဲ့ပြည့်စုံကြပါသည်ရှင်မိဘပြည်သူများရှင်2024ခုနှစ်ဩဂတ်လ24ရက်နေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးတန်လီမြို့ရန်ကုန်တိုင်းဒေသကြီးတမဝါယမတက္ကသိုလ်မှာကျင်းပပြုလုပ်တဲ့လေယာသုံးစက်ကရိယာများတည်ယုံပြရှင်းလင်းပွဲခန္ဓာနဲ့ပတ်သက်ပြီးမိဘပြည်သူများထိရှိခံစားစေနိုင်မှုအတွက်ရှိုက်ကူးထုတ်လွှင့်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ဟောကျွန်တော်တို့ဒီဝဲကိုလာပြီးတော့ကိုရီးယားနိုင်ငံတို့ လေယာဉ်သုံးစက္ကရိယာများကိုဒီကြမှုခြေပြီးစနစ်နဲ့ရောင်းချပေးမယ်ဆိုလို့စိတ်ပေါင်းသားလောက်ကြီးကြီးဖြစ်ပါတယ်။ဟောဒီလိုပွဲလေးတွေကျွန်တော်တို့တောင်လယ်မားတွေကိုပြုလုပ်ပြီးတဲ့အတွက်တောင်လယ်မားတွေဟာအတိမြင်နေတက်မြင်ရတာပေါ့နော်။အများဆုံးဒီခုနကပြောဒီလေယာဉ်ဆုံးကဲပြီးရာတွေကိုဘယ်လိုသုံးဆွဲရမလဲဆိုတာတွေကိုသိသွားရတာပေါ့။လယ်မားတွေအများကြီးကြိုးကြည့်ရှိတာပေါ့။လက်မှုစနစ်ကနေပြီးတော့စက်မှုစနစ်ပြောင်းလဲတဲ့အချိန်မှာအခုလို့ အမမောင်ကြီးဌာနရဲ့မြို့နယ်ဥတ္တမဦးစီးဌာနတွေကနေပြီးတော့ချိတ်ဆက်ပေးပြီးတဲ့အခါကျကျွန်တော်လင်သမားတောင်လင်သမားတွေကိုအရေးကြပြည်စီရောင်းချပြီးတဲ့အခါကျတော့လင်သမားတွေကလည်းလင်သမားတိုင်းလင်သမားတိုင်းကိုဒီချက်ပစ္စည်းတွေဝယ်သုံးထိုင်တာပေါ့နော်ဝယ်သုံးထိုင်တဲ့အခါကျတော့အချိန်တူတူနဲ့လုပ်ငန်းတွေလည်းပြီးစီအောင်မြင်တာပေါ့အဲ့လိုနောက်ပြီးတော့လည်းခုနကတက်ဟိုနေကုန်ကျစရိတ်တွေလည်းနေပါတယ်အလူလွင့်လည်းနေပါတယ်အဲ့ဒီကြိုးစီခံစားရတာပေါ့တောင်သူကြီးတွေအသိပညာတက်ပညာတွေတိုးပွားအောင်လို့မြဲမပြက်လေး မြည်စည်းကုန်မရမဆိုပေါ့ဒီလိုလုတ်ပေးမယ်ဆိုရင်တော့အလုံးလုံးကောင်းတာပေါ့နော်ခဏခဏလေးလုတ်ပေးဖို့လည်းတိုက်တွန်းပါလေမိဘပြည်သူများရှင်ဒီအခမ်းအနားကိုတော့မနက်9:00အချိန်မှာစတင်ကျင်းပခဲ့ရာအခမ်းအနားကိုတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေတကွာတမဝါမှတက္ကသိုလ်မှပုံမောက်ခချုပ်ယူနေအစဉ်ခရိုင်အစိုးရဝန်ကြီးများနဲ့ပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှအဖွဲ့ဝင်များတက်ရောက်ချီးမြှင့်ကြပါရစေရှင်အခမ်းအနားစတင်ချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးတမဝိုင်မဝန်ကြီးဦးတန်းထွန်းမှအဖွင့်မှစကားပြောကြားခဲ့ပါတယ်ရှင်။ထို့သူပြောကြားရမှာတော့မြန်မာနိုင်ငံတွင်မီယိုဖလာနွားတရှင်နဲ့လေတီအေကကို၃လရက်ထွန်းရက်စိုက်ပြူရမှာတရက်နဲ့အပြီးထွန်းရက်စိုက်ပြူနိုင်ရန်အချိန်ကုန်သက်သာပြီးလူမပင်မမဲအေကများစွာစိုက်ပြူနိုင်ရန်နဲ့လက်မှုလျာမှာစက်မှုလျာတို့ပြောင်းလဲနိုင်ရန်အဓိကထားလှုပ်ဆောင်တင်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။ဆန်စပါးတက်ရှိရေးအတွက်စံယူကိုပုံအမောဆောင်ရနေကြတဲ့ အများစုသောသူများဟာကျေးလက်တွေရာပဲဖြစ်ပါလေ။ဒါကြောင့်စာပြေကဏ္ဍမြို့တဲ့ရေကိုလုံငန်းစဉ်တည်တည်နဲ့ချမှတ်တာအကောင်ထဲပေါ်ဆောင်ရွက်နေခြင်းပဲဖြစ်ပါလေ။ကျွန်တော်နာမည်ကတော့ဦးအောင်တောင်းမြင့်ပါဒုတိယရင်ကြိုင်းမှုပါအတိုင်းရန်ကုန်တိုင်းဒေသကြီးတမမအုပ်စည်းဌာနတိုင်းစည်းမှုပါ ။အဒီဘက်လို့ရတာတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံဒေတောင်းကုမ္ပဏီလီမိတက်ကလေယာဉ်သုံးစက်ကရီယာတွေကိုသမမဝန်ကြီးဌာနကနှစ်ရှည်နေနဲ့ကျွန်တော်တို့တောင်သူတွေကိုအရေးကြရောင်းချပေးဖို့စီစဉ်နေတဲ့ဒီလိုရှုပ်ဝဲလေးပြုလုပ်ရခြင်းဖြစ်ပါတယ်။အဲကျွန်တော်တို့တောင်သူတွေကတလုံးတခဲတဲ့ဒီလိုတံပိုးကြီးတဲ့စက်ကရီယာတွေကိုဝယ်ယူနိုင်ဖို့ခက်ခဲတဲ့အတွက်ကျွန်တော်တို့အရေးကြပေးတဲ့အတွက်တို့နေနယ်လေဝယ်ယူနိုင်တယ်ပြီးရင်၄၅၆နှစ်ကြာတဲ့အချိန်မှာဒီဆက်တွေကိုတို့ရစ်ကြစနစ်နဲ့ပြန်လဲပြေးချတဲ့အတွက်ဆက်တွေကိုအပိုင်ဖြစ်သွားပါတယ် သူတို့အတွက်အများကြီးထုံးလေလေယာဆိုင်ပြည့်ကဏ္ဍမှာအများကြီးကျေးဇူးအကျိုးကျေးဇူးရှိပါရှိတာတွေ့ရပါတယ်။အဲကျွန်တော်တို့ဒီပွဲပြုလုပ်ဖို့တိတ်ကူကတော့ကျွန်တော်အဓိကတမမဝန်ကြီးဌာနကတော့လောက်ကန်နေတဲ့ကျွန်တော်တို့လက်ရှိလောက်ကန်နေတဲ့အဓိကလုပ်ငန်းနှစ်ရဖြစ်တဲ့သေစားချင်းွေလုပ်ငန်းနဲ့ကျွန်တော်တို့ဟာပေါ့အသင်းများအဆင့်မြင့်တင်ရေးလုပ်ငန်းပေါ့လေဒီနှစ်ခုကိုအဓိကကျွန်တော်တို့ဆောင်ရွက်နေတယ်လို့ဆောင်ရွက်တဲ့နေရာမှာအသင်းများအဆင့်မြင့်တင်ရေးမှာကျွန်တော်တို့ ဒီပွဲလှုပ်လိုက်တဲ့အတွက်ကျွန်တော်တို့လက်မှုလေယာစနစ်ကနေဆက်မှုလေယာစနစ်ကိုကူးပြောင်းတဲ့အခြေခံဆက်မှုလေယာစနစ်ကိုကူးပြောင်းမှုအခြေအနေကိုဖန်တီးပေးနိုင်တဲ့ဖန်တီးပေးနိုင်တဲ့အတွက်ဒီပွဲလေးတွေကိုကျွန်တော်တို့လုပ်ခဲ့ရခြင်းဖြစ်ပါတယ်။အော်ကျွန်တော်တို့ဒါရန်ကုန်တိုင်းမှာတော့ဒီဒေတောင်းကုမ္ပဏီရဲ့ကျွန်တော်လေယာသုံးစက္ကရိယာတွေကိုတရုတ်ပြပွဲရတာဒါပထမဆုံးလုပ်တာပါ။နောက်ကျန်တဲ့ပြည်နယ်တိုင်းကြီး6ခု6ခုမှာလည်းကျွန်တော်တို့ဟိုဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းပါဝင်ပြည်နယ်တိုင်းကြီး9ခုမှာကျွန်တော်တို့ဒီလိုပွဲမျိုးတွေဆက်ပြီးတော့လုပ်ကင်သွားမှာဖြစ်ပါတယ်။ အိမ်တော်မှာတော့လေယာသုံးစက်ကရိယာများအကြောင်းကိုအသေးစိတ်ရှင်းလင်းကတက်ရောက်လာသူများမှသိလိုသည့်များကိုမေးမြန်းခဲ့ရာပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်။ကျွန်တော်တို့အခုလို ရောင်တိုင်းဒေသကြီးမှာတမောက်မှဦးစီးဌာနရေတမောက်မှအတင်းနေရေ နောက်တမောက်မှအတင်းသားတွေပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့ဒီနေမြေအတွင်းမှာကျွန်တော်တို့ရဲ့လင်ယာမြေရှိနေတဲ့အပေါ်မှာရော နောက်နေရာကျဲကျဲပြန့်ပြန့်ရှိနေတဲ့အတွေ့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့တမောက်မှာအတင်းသားတွေနဲ့တမောက်မှာအတင်းနေရာလာရောက်စုပေါင်းပြီးတော့မှကိုရီးယားနိုင်ငံကလာရောက်ပြတာတဲ့တရုတ်ပြပွဲလုပ်နေတဲ့ဒေတောင်းကုမ္ပဏီရဲ့စက်မှုလျာသုံးပစ္စည်းတွေကိုပြတဲ့ပွဲဖြစ်ပါတယ်ဒီပွဲလိုရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့နိုင်ငံမှာဒီ ြိလက်ဒေတာဖွံ့ဖြိုးရေးအတွက်တမောက်မှခန္ဓာကနေပြီးတော့မှကျွန်တော်တမောက်မှအတင်းသားတွေရောတနည်းအားဖြင့်ဒီကြိလက်နေပြည်သူလူထုကိုလေးဆိုင်ပြူရေးဖွံ့ဖြိုးရေးခန္ဓာမှာကျွန်တော်တမောက်မှနေပြီးတော့မှအတူတကွပူပေါင်းပြီးတော့မှပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုပြီးရွေးချက်နဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာကြိလက်ဒေတာဖွံ့ဖြိုးနေအတူလက်မှုလေယာဉ်နေပြီးတော့မှဆက်မှုလေယာဉ်ဖြစ်မြောက်အောင်တိုးတက်အောင်ဆောင်ရွက်မယ်ဆိုတဲ့ စီမံချက်လည်းပါပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုရီးယားနိုင်ငံကနေပြီးတော့မှဒေတောင်ကုမ္ပဏီကနေပြတတ်မဲ့ဆက်မှုလေယာသုံးနေရဲ့ကောင်းကျိုးတွေစွမ်းအားတွေကိုဒီနေ့လက်တွေ့ပြတတ်ဖို့အတွက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာအခုလိုလက်တွေ့ပြတတ်တဲ့အတွက်ကျွန်တော်တို့လူမျိုးတွေအတွက်ဒီမမြင်ရဘဲနဲ့ကြားရတဲ့စာရင် လက်တွေ့ပြတတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီစက်မှုလေယာဉ်တွေနဲ့ပတ်သက်တဲ့စက်မှုပစ္စည်းတွေစက်ကရိယာတွေနောက်သူတို့ရဲ့စွမ်းအားတွေကိုဒီလာရောက်ပြီးတော့မှလေ့လာကြတဲ့ပြည်သူလူထုကို ပို့ပြီးတော့မှအသိပညာတွေရရှိအောင်ကျွန်တော်တို့ရှင်းလင်းမဲ့ပွဲလဲပါပါတယ်။နောက်ဆောင်ရွက်ပုံနည်းစနစ်တွေကိုလည်းလည်းလက်တွေ့ပြသဖို့ပါပါတယ်။နောက်ပြီးတော့မှဒီစက်တွေနဲ့ပတ်သက်လို့စွမ်းအားတွေဒီစက်တွေနဲ့ပတ်သက်လို့အကျိုးရှိပုံတွေနည်းစနစ်တွေကိုလည်းပဲတပါးတည်းပူတွဲဆောင်ရွက် သွားမှာဖြစ်ပါတယ်ခုကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအတွင်းတာမကပါဘူးကျွန်တော်တို့အေရဝတီတိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်စတဲ့တိုင်းဒင်းပြည်နယ်အသီးသီးမှာလည်းပဲကျွန်တော်တမောက်မှာဝင်းကြီးဌာနရဲ့ကနေပြီးတော့မှဥဆောင်ပြီးတော့မှဒီတမောက်မှာလုပ်ငန်းခန္ဓာအတွက်ရောဒီတမောက်မှာမှာရှိနေတဲ့အသင်းသားတွေတမောက်မှာအသင်းတွေအတွက်ရောဒီတကယ်လက်တွေ့ကြတဲ့လက်မှုလေရနေဆက်မှုလေရပြောင်းနေအောင်တရတရဆောင်ရွက်သွားဖို့အတွက်ဒီကျွန်တော်တို့

လေလုတ်တဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ဟိုအလုပ်သမားတွေရှားပါတယ်เนาะ site တော့ပြူတာတွေလည်းခုနပြောလို့ဇိတ်စကားတွေကြီးတယ်ပေါ့အဲ့တော့ဒီလက်မှုလဲရနေပြီးတော့ဒါဆက်မှုလဲရကိုကူပြောင်းနေဆိုတဲ့အနေထားမျိုးနဲ့ဒီပြဖွဲ့ကိုဒါဆန္ဒလုံးဇော်ပဲဒါရှိတဲ့အတွက်ခုနပြောလို့ဒီဖွဲ့ကိုလာရောက်ပြီးတော့လေ့လာတာပါအဲခုနဟိုလေယာဉ်လုပ်ငန်းခွင်မှာခုနပြောလို့ဒီစက်ကရိယာနဲ့လုတ်ကိုင်းမယ်ဆိုလို့ရှိရင် အချိန်တို့အတွင်းမှာဒါလုပ်ငန်းတွေပြီးစီးအောင်မြင်မယ်ကုန်ကျစရိတ်တွေလည်းတက်တာမယ်အဲဒါမလို့ဒီစက်ကရိယာဒီနေ့ပတ်သက်ပြီးတော့ဝယ်ယူဖို့အတွက်လည်းဒါဆန္ဒပြုထားပါဟောဒါနိုင်ငံတော်ကနေပြီးတော့ဒါတမမဝန်ကြီးဌာနပြုလုပ်ပေးတဲ့ပွဲချစ်တဲ့အတွက်တောင်ကြီးလေသမားများရဲ့ကူစားဒါတမမဝန်ကြီးဌာနကိုကျေးဇူးတင်ပါတယ် ချစ်ခင်လေးစားအပါတော်မိဘပြည်သူညီကောင်မောင်မများရှင်အခုဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးတန်လီမျိုးရန်ကုန်တိုင်းဒေသကြီးတမဝမ်မတက္ကသိုလ်မှာကျန်ပါပြုလုပ်တဲ့လေယာသုံးစက်ကရိယာများတယုပြရှင်းလင်းပွင့်ခန်းနာနဲ့ပတ်သက်ပြီးမိဘပြည်သူများကြည့်ရှုခန်းစားစေနိုင်မှုအတွက်ရိုက်ကူထုတ်လွှင့်ပေးလိုက်ကြပါဖြစ်ပါတယ်ရှင်ဒီစီစဉ်ကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူညီကောင်မောင်မများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင် အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်